တဲ့ဘုံဟာမြစ်တစ်ခုလိုပဲအမြင်စစ်စစ်နေကြိုက်ဆုံးရတော့အဲ့လိုထုတ်ရှားမှုများတာကိုပိုပြီးသဘောကျတယ်ဗျာတီဗီညင်ညင်ကြီးတွေစကားပြောတာတွေဟိုအေးဆေးစကားပြောတာကြာကျွန်တော်အပြင်လဲအတိုင်းပဲဆိုတော့တိတ်ပြီးတော့ပြင်းတယ်အဲ့တော့ဟိုအပြင်နဲ့မတူဘဲနဲ့အဲ့လိုနောက်တစ်ယောက်အနေနဲ့ဖြစ်ချင်တဲ့အတွက်ဟိုလှုပ်လှုပ်ရှားရှားနဲ့အော်ဟစ်ပေါက်ွဲပြီးတော့တရုပ်ဆောင်အမျိုးကိုသဘောကျတယ်ဒါအမဟိုအိမ်ကိုခေါ်လာလိုက် ဟေးပါပလီရဲ့နားလို့ခေါ်တာရတာနာတာပဲအဲ့ဒီကောင်ကြီးရှိပါရဲ့ဆိုရင်လူတွေကပဲတိတ်ရအောင်တန်းကြတာဗျာကျောင်းဘီလည်းများတော့အဖြစ်ပြောပြရတယ်ပြောကြရတယ်အဲ့လိုလူစိုးကာရီတာတွေနဲ့ပို့ပို့လိုက်တယ်ပေါ့နော်အဲ့လိုခတ်ဆိုးဆိုးအမိုင်မိုင်တွေနဲ့ပို့လိုက်တယ်လို့ပြောတယ် ကားထဲမှာကျွန်တော်ကတူရဦးဆိုတော့ဟိုအမေရဲ့သားကြီးပေါ့မိမိစကားနားထောင်မိမိကတခွန်းဆိုတခွန်းပြီးရင်မိမရတော့လေမိမအလိုကြအလိုသားလိမ့်မှာခင်မုံကောင်းအဲ့နေရာပေါ့များသောအားဖြင့်ကျွန်တော်ကဆိုးတာမိုက်တာကြီးမိမောင်နှိမ့်ဆက်တာကြီးတော့ရရအခုကတော့ဟိုလူကောင်းကာရိုက်တာပေါ့အရင်ကကျွန်တော်ကအဲ့ဒီဟိုဟိုလူကောင်းနေရာကြီးကျွန်တော်အရင်ရိုက်ခဲ့တာများတယ်ဗျလက်ကံတာကျွန်တော်ပြင်းလာတယ်ပြီးတော့ကာရိုက်တာကလည်းအရင်ကြီး ဟိုရှေ့မရောက်ဘူးနည်းနည်းရှေ့မရောက်ဘဲနဲ့ဒီနေရာမှာတက်နေတယ်လို့ခံစားရတော့ကျွန်တော်ပါတာကျွန်တော်လုတ်ကိုချိန်လိုက်တယ်လုတ်ကိုချိန်ပြီးတော့ကျွန်တော်အဲ့လို van ပုံစံမျိုးဟိုဇပုံကြီးဆိုလဲ van ပုံစံမျိုးရိုက်တယ်ရိုက်ပြီးတော့အဲ့ character ပိုရအောင်ပေါ့ဘင်းရ character သိမ့်မရခဲ့တော့ character ပိုရအောင်ဆိုတော့ van နေရာနဲ့အရင်ဆုံးတက်တာပေါ့အခုကတော့ဒီအရင်ကျင်ရိုက်နေကြ character ပုံစံမျိုးပါပဲဒီကျောင်းက heavily ကျွန်တော် heavily ကျောင်းကနေပြီးတော့စီစဉ်ပေးတဲ့အတိုင်းရိုက်ဖြစ်တယ် တိုက်သုံးရတော့အဲ့လိုထုတ်ရှားမှုများတာကိုပူပြီးသဘောကျတယ်ဗျာ။တီဗီညင်ညင်ကြီးတွေစကားပြောတာတွေဟိုအေးဆေးစကားပြောတာကြာကျွန်တော်အပြင်လဲအတိုင်းပဲဆိုတော့တိတ်ပြီးတော့ပြင်းတယ်။အဲ့တော့ဟိုအပြင်နဲ့မတူဘဲနဲ့အဲ့နောက်တစ်ယောက်အနေနဲ့ဖြစ်ချင်တဲ့အတွက်ဟိုလှုပ်လှုပ်ရှားရှားနဲ့အော်ဟစ်ပေါက်ွဲပြီးတော့တရုပ်ဆောင်အမျိုးကိုသဘောကျတယ်။ကျွန်တော်ပြောလဲများသောအားဖြင့်ပြောပြရတယ်ပြောကြတယ်အဲ့လိုလူစိုးကာရီတာတွေနဲ့ပို့ လိုက်တယ်ပေါ့နော်အဲ့လိုခတ်ဆူဆူအမိုင်မိုင်တွေပို့လိုက်တယ်လို့ပြောတယ်။ရိုက်ကွင်းပေါ်အမှတ်တရတော့ရိုက်နေနေဆိုတော့လေသူ့မှုနဲ့သူ့သူ့အာရုံနဲ့သူ့ပေါ့ရိုက်ကွင်းမရှိရင်တော့ဟိုဟာမက်ကီရစကားရမ်းပြောတယ်ဟာသူ့ငင်းရအเจ้าနေရောလက်ရှိเจ้าနေရောအာသူပြောတာနိုင်ထိုင်နာထောင်လေဟောအဲ့လောက်ပဲအများကြီးတူတကားမရှိဘူးကျွန်တော်ကအများသောအားဖြင့်ဒီကားမှာကအဖေဒီအမေရဲ့မိမရဲ့စကားကိုနားထောင်ပြီးတော့ဟိုတာမန်ဟိုခင်မုန်းကောင်း တားတားလိမ့်မှာအနေနဲ့ပဲဆိုတော့ရှေ့ကွက်တွေကတိတ်ပြီးတော့ဟိုသူတို့ဆရာမရှိဘူးဟိုနောက်နောက်အားရတဲ့ခန်းတော့ရှိပါတယ်ဒါပေမဲ့အခုကကားမပြတည်တော့ကျွန်တော်ပြောလို့မရသေးဘူးနော်ကားပြတော့မှပြောလို့ရမှာအများကန်းဆိုပေမဲ့လည်းအရင်ကြီး romance တွေပါမပါပါဘူးသူအဓိကချွေးမနဲ့ယောက်မကြားထဲမှာပဲယောက်ျားယောက်ျားတွေကကန့်လန့်ကန့်လန့်တလောက်ပါပဲအရင် romance တွေမပါတော့မြန်မာလေးတွေကလည်းအဆင်ပြေတယ်ညီနိုင်လို့လည်းရရတယ်တိုင်ပင်လို့လည်းရရဆိုတော့ true true ကြကြကြီးပြင်ဆင်လာလို့တော့မရှိပါဘူးပညာပေးတဲ့ကားမျိုးတော့မဟုတ်ပါဘူးဒါအာပြောမှဆိုဟိုဒီလူဇောကမှာဒီဖြစ်နေကြဟိုချွေးမနဲ့ရောက်မှဇလန်းလေးပဲဆိုတော့ပညာပေးတဲ့ကားမျိုးတော့မဟုတ်ပါဘူးတခါတလေရမ်းပင်မနေတဲ့ခါကျရင်ဒီကားကြည့်ရင်လည်းနည်းနည်းတော့ပူပင်မွားနိုင်တယ်ပေါ့လေ။ဘာဖြစ်ဖြစ်ကိုယ့်အပူလေးတော့ပျောက်သွားတာပေါ့။ ိုထပ်ပူပူနေတဲ့လူတွေငြင်လိုက်ရကိုပူလေးတော့ခဏတော့ပျောက်တော့မှာပေါ့လေအဲ့လိုတော့ကြည့်သေးချင်တယ်ဟုတ်နေလာတရနေ့ဒီနေ့စပြနေပါပြီခင်ဗျာအာဟိပလီမာကမနက်ပိုင်းပြပြီးတော့ကျွန်တော်တို့ MRD4 မှာညနေ9:00နာရီလို့ပြမှာပါအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်အဲပရိသတ်တွေရောကျွန်တော်ချစ်တဲ့ပရိသတ်တွေရောဒီပါတဲ့တရုပ်ဆောင်တွေကိုချစ်တဲ့ပရိသတ်တွေရောကျေးဇူးအများကြီးတင်ပါတယ်အားပေးကြပါ အဆင်မပြေဘူးတွေအကုန်လုံးပြီးသွားတော့မှာပါအားတိတ်အားကြောင့်